တတလောချင်းနေမှာလေဆရာဒီထိုင်းနိုင်ငံမှာကြာတော့ဒီဝါပါမစ်နဲ့ပတ်သက်ပြီးတော့လေထိုင်းဆိုရနေပြီးတော့ယာယီရရွှေပြောင်းလိုက်တဲ့ဘောရှိတယ်ပေါ့နော်အဲ့ဒီအပေါ်မှာထိုင်းနိုင်ငံမှာလှုပ်လှုပ်နေကြတဲ့မြန်မာလောက်သားတွေအတွက်ဘယ်လိုမျိုးထိခိုက်မှုရှိလဲပြီးတော့လက်ရှိမရောတို့အတွက်ဘယ်လိုမျိုးခက်ခဲဖြစ်နေကြတာရှိလဲပေါ့နော်ဆရာအော်တိုဘာက15ရက်နေ့ကနေ29ရက်နေ့ထိပန်းအောင်ပတ်ပတ်သက်ထုတ်ပေးမယ်ဆိုပြီးတော့အော်တိုဘာက16ရက်နေ့မှာထိုင်းဆိုရပြန်ကျုပ်သိမ်းလိုက်တဲ့ကိစ္စအဲ့တော့မြန်မာ ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်လေးနိုင်ငံဖြည့်ပြောင်းလုပ်သားတွေအနေနဲ့အလုပ်လုပ်နေတဲ့အခါကျတော့ဒေသဆိုင်ရာရဲဝန်ထမ်းအမျိုးမျိုး၊နောက်စစ်ဘက်၊နယ်ဘက်စာဆိုင်ရာအထောက်အထားတွေစစ်ဆေးတဲ့အခါမှာတက်တည်တက်ကပြရတာမရှိဘူးပေါ့။အမြဲတမ်းကြီးလန့်ဆန်ဆန်ဖြစ်နေရတော့ပြီးတော့ထိုင်းနိုင်ငံရဲ့စီအိုစီတကန်းတွေကိုတည်ဝင်ကုသလို့မရဘူးပေါ့။ပြီးတော့လုံရှင်လုံသမားပြတ်တနာကြီးအလုပ်ပြုတ်လာလို့ဖြစ်စီအလုပ်ရှင်လုံသမားပြတ်တနာကြီးဖြစ်ရှင်းတဲ့အခါလဲစာဆိုင်ရာအထောက်အထားမရှိတဲ့လူသမားတွေကအဲ့အခက်ခဲဒီအလုပ်ရှင်လုံသမားပြတ်တနာတွေကိုရဲဝန်ရင်ဆိုင်မှုမရဲဘူးပေါ့။ပြီးတော့ ရက်ွက်ကြီးရွာတွေကိုသွားတဲ့ခါကျလဲရဲတဲ့ပုံလေးစစ်သားတဲ့ပုံလေးအကြောင်းဆောင်တွေလည်းရှိတယ်ယူနီဖောင်းတွေပုံဝဖဲနဲ့လက်မဆစ်သေးတဲ့ဒူပိုက်ခိုင်းနေသူတို့တွေကလည်းစားစားတဲ့အထောက်အထားမရှိရင်အနိုင်ကျင့်ကြတာပေါ့နောက်စားစားတဲ့အထောက်အထားမရှိတဲ့အတွက်ကိုယ့်အလုတ်ခိုင်းတဲ့သူတွေကလည်းလိုအားကောင်အပြည့်အဝမပေးဘဲနဲ့တဝက်ပဲပေးတာလို့သုံးပုံတုံလည်းပေးတာလို့ဆိုတော့လိုအားကဈေးနေကြီးလည်းခိုင်းတော့အဲ့လိုစသဖြင့်အခက်အခဲကြက်တွေနဲ့ရင်ဆိုင်ကြုံတွေ့ရတာနောက်စောင်းနေအဆင်မပြေဘူးစောင်းနေအဆင်မပြေတဲ့ခါကျတော့နောက်ကျမကြီးကိစ္စတွေပိုင်းမှာလည်းအဆင်မပြေဘူး လူမွေးကိစ္စတွေပါလေသူများနီးတူဟိုပြောမယ်သွားတာသားတာမလုပ်နိုင်ဘူးနောက်ပတ်စံတွေပါလေမွေးတွေပါမကူနိုင်ဘူးကိုကိုတိုင်းအခက်ခဲနေတော့သူများကမကူနိုင်ဘူးပေါ့အဲ့လိုအခက်ခဲတွေရှိတော့အခုတော့ထိုင်းလူသွားဝင်ကြီးမမမမလိုပဲသူတင်စားလိုက်ပဲဆိုတော့သူကပြန်ပြီးတော့ပြီးသိမ့်ပြပါပြီစားစားလမ်းအထောက်အထားမရှိသူတနည်းနေထိုင်လို့ဒီမယ်ဒါပေမဲ့ထိုင်းဧရိယာတွေရောက်ပြီးသားဖြစ်ဖြစ်ရမယ်နော်ထိုင်းဧရိယာတွေရောက်ပြီးသားမြန်မာနိုင်ငံမှာရှိနေရလို့မရဘူးကမ္ဘောမြန်မာကမ္ဘောဒီးယားလာအိုဗီယက်နမ်သူမိခင်နိုင်ငံမှာသူရှိနေမရဘူး ဒါနဲ့ထိုက်အေရီယာလည်းရှိရတယ်ပေါ့နော်ထိုက်တဲ့နောက်စာစာနဲ့အထောက်ကားရှိပြီးတဲ့တဒန်းတို့ကိုလည်းတနည်းပေါ့ပါမဲ့ကိုတနည်းပေးမယ်လို့မိစိမ့်ပြလိုက်ပြီးပြောရရင်တော့ထိုင်းအစိုးရကသူ့သူ့တို့ဝင်ငွေအများကြီးရမယ်အကျိုးမြတ်အများကြီးရမယ်အလို့ကိုထွက်ပြီးသားဆင်ဆွေပြန်ဝင်သွားတဲ့သဘောပဲထွက်ပြီးသားဆင်ဆွေဆိုတာပြန်ဝင်ရုံထုံးစံမရှိသူလည်းထိုင်းအစိုးရဒီတခါတော့ဒီတို့တွေရဲ့အထွေကြုံနှင်းစေကြော်တွဲမှာစာစာနဲ့အထောက်အထားတစ်တွေလုတ်ပေးမယ်ဆိုပြီးတော့တန်နောက်ဆုံးရုပ်သိမ်းလိုက်တာဒါပထမဆုံးချိန်ပဲဒါပေမဲ့သူအကျိုးမြတ်ရမယ်ကိစ္စ နိုင်ငံတော်ဝင်ဝေတိုးမဲ့ကိစ္စကိုသူပြန်ပြီးအကောင့်ထဲပေါ်မှာပဲအခုမီးစိမ်းပြလိုက်ပြီးဆိုတော့စောပြောတဲ့မြန်မာကမ္ဘူချာလာအိုဗီယက်နမ်လူသားတွေအနေနဲ့စုလေးစုလို့ပေါ့ပထမစုကဘာစုလဲဆိုငွေကြေးစုဆောင်အဲနံပါတ်နံပါတ်2စုကအလုံရှင်ကတောင်းလို့ဖြစ်စီမိခင်နိုင်ငံကတောင်းလို့ဖြစ်စီထိုင်းတက်ကတောင်းလို့ဖြစ်စီဆော့ဆာရန်တွေမပုံတင်းတို့အိမ်တော်စုချင်းတို့အဲ့ဒါတွေပြောတာနော်စုဆောင်သုံးကတော့ခိုင်ပါတဲ့သတင်းဌာနတွေရဲ့သတင်းချက်လက်တွေစုဆောင်ပြီးတော့ဟေးလက်တို့ပြီးတော့ပြောအောင်မယ် ဆိုပြီးတော့ခိုင်ခိုင်မာပြောမယ်ဖေးဖို့သတင်းတွေတစ်တော့သတင်းတွေမယုံနဲ့ခိုင်မာသတင်းဌာနတွေတာဝန်ယူတာဝန်ခံမှုအပြည့်ရှိတဲ့သတင်းဌာနတွေရဲ့သတင်းချက်လက်တွေကိုစုဆောင်းနံပါတ်၄စုဆောင်းကတော့အပေါင်းအသင်းကောင်းတွေစုဆောင်းပေါ့အဲ့ဒီစု၄စုကိုလုပ်ဒီကာလမှာဒါပြင်ဆင်ထားဟုတ်ကဲ့ဆရာဒီလိုကလမြို့မှာထိုင်နေကမှရှိတဲ့ဒီမြန်မာရွှေပြောက်တားရင်းနေတယ်လေဒီတွာလာရေးနေထိုင်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဒီဒေတာတွာလာရမလဲဆိုတာကိုလေပြောပြပါဦးဆရာကတော့ဆရာဆရာတဲ့အထောက်အထားမရှိဘူးကတော့ပုံမှန် view ဆိုင်ရမှာပေါ့ဆရာဆရာတဲ့အထောက်အထားရှိတဲ့ view ဆိုင်ရမှာပဲ 要么说呢，吊车嘛多呢，吊车姑爷带家里嘛去的，你家的嘛去的，啊爸妈里嘛去的，吊车嘛你嘞？喏，也，要么说，我，他要输开的嘞，你也在两马西路，去吊路哪里不嘛？嘛路哪里？嘛那这这，他马巴达的，他六七的来是的，嘛看不一块了，喏，阿拉讲不路吊车嘛你呢？嗯，那吊车嘞嘛你呢？哪有车不？喏，那过来过密码线那边呢，跑十多步，呃。 တစ်ခုခုတနေရာကိုသွားတော့မယ်လာတော့မယ်ဆိုရင်အတိပေးပြီးတော့သွားအဆုလိုက်ပုံလိုက်သွားပြီးတော့လေဟိုဒီကာလမှာကုံနဲ့ခန်းနဲ့လို့သဘောမထားဘဲနဲ့တက်ဆိုင်ရာထိုင်ဖူရိုင်ပေါ့ဖူရိုင်လို့ခြေလို့ခြေရကော်ပီဥစ္စာရော်လီကြီးပေါ့နော်ဖူရိုင်ပေါ့အဲခြေရကော်ခြေရလူကြီးကိုဖူချွေဆိုခြေရကော်ပီအသွေးမှုရည်မှုပေါ့သူတို့တွေကိုမျက်နှာတမ်းမိအောင်လုပ်ပြီးတော့ကို့မြန်မာတွေကအဆုဖွဲ့တွေကအတက်ကြီးပိုင်းကြီးကသွားပြီးသူတို့ဘီယာရီရက်ကြီးသူတို့ချိန်တက်တဲ့ဟာလက်ဆောင်ပေးပြီးတော့ ကိုယ့်အခက်ခဲတွေကိုယ့်ရဲ့အကျက်တဲတွေကိုယ်အနိုင်ကျင့်ခံရတဲ့ပြပြနေအောင်ရင်းနှီးမှုယူထားတဲ့နော်ရင်းနှီးမှုယူထားတဲ့အဲပြီးတော့လေည9:00အချိန်တော့မထွက်ပါနဲ့ထိုင်းနိုင်ငံမှာဒီနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ဒေတာအသီးသီးမှာအလို့ည9:00တော့အချိန်မတော်အပြင်ထွက်တာတွေအရက်တောက်စားတာတွေဇီယံဖြစ်အတန်းကက်ဆက်တန်တွေဒီစောင်းပေါက်တန်တွေအခြေကြီးတွေဖွင့်ပြီးတော့ပျော်ပါးတဲ့ဂလုတ်ပါနဲ့ဒီကာလပူဆိုးတာပေါ့ထိုင်းနိုင်ငံရဲ့မိခင်ကြီး ထိုင်းနိုင်ငံမိခင်ကြီးဖြစ်တဲ့မိဖုရားကြီးတတိခေတ်ဝန်ထဲချင်းအထိမ့်မှတ်ကာလာထဲမှာရှိတာဆက်ဆက်ရပြောမယ်ဆိုရင်ကို့မြန်မာတွေကနေလူကြီးတွေပြောတာလဲနားထောင်ပြီးတော့တရားဝင်သတင်းဌာနတွေမှာဥမိုးကျိုးတို့ဥထုချစ်တို့အဲ့လိုမြန်မာလူကြီးတွေပေါ့နော်အလုသမားနဲ့ပတ်သက်ပြီးတော့ပညာလဲတက်တယ်အထိုင်းဥပဒေလဲကျွမ်းကျင်နားလဲတဲ့အဲဒီလူကြီးတွေပြောတာဘာပြောလဲဆိုတာကိုတေချာအလေးပေးပြီးတော့တယောက်တစ်ယောက်လဲ share တွေပါလုပ်ကြပါနော်အဲ့ပုံစံမျိုးလုပ်တဲ့နေအဓိကတော့ထိုင်းနိုင်ငံနေရတော့ထိုင်းကြီးရောလူကြီးထိုင်းဒီကြီး ရက်ွက်ကြေးရမရှိရပြည်လူစစ်ကောင်းဆောင်သူတို့တွေကိုလက်ဆောင်ပဏာတွေပေးပြီးတော့နောက်ထိုင်းနေရဲ့ရရွေးရရွေးကိစ္စတွေပေါ့နော်ကိုကိုအောက်ခြေသိမ်းလုပ်ရတယ်အထွေထွေလုပ်သားလုပ်ရတယ်လို့သဘောမထားနဲ့ကိုကိုကိုခက်ခက်ရရလေးနဲ့သူတို့ဒီထိုင်းနိုင်ငံရဲ့တာရေးနိုင်ငံလူမှုရေးဘုံကြီးကြောင်းကိစ္စပဲဖြစ်ရက်ွက်တန့်ရှင်းကိစ္စကြက်ထိတွေ့ပြီးလုပ်ရင်ထိုင်းပြည်ကအမတန်ချက်စရာကောင်းတာသူတို့အခုကြည့်ပေးတဲ့သူပြန်လည်ပြီးတော့အခုကြည့်ပေးတယ်သူတို့မြစ်တာစီနာထိုင်းလူ အပြန်လန်မြစ်တာထားတယ်လို့အဲ့ပုံစံမျိုးလေးတွေကိုထိုင်းမြန်မာအစုတွေတဲ့ခရိုင်အသီးသီးမှရှိတဲ့မြန်မာအစုတွေတဲ့မြန်မာအကြီးကြီးတွေအဲ့လိုအဲ့လိုမျိုးလုပ်ပါလို့နော်ဥမှုကျိုးတို့ဥထုချစ်တို့လည်းအဲ့လိုထိုင်းလူမှုအတိုင်းဝိုင်းနဲ့ထိုင်း community နဲ့အဲ့လိုသဟဇာတာဖြစ်အောင်နေထိုင်ပါတယ်။ဥမှုကျိုးတို့ဥထုချစ်တို့ဗာပြောလဲဆိုတာလေအလေးထားပြီးတော့ online နေမှာနားထောင်ပေးပါ။အဲ့ဒီ work permit ကရဆရာဒီထားငင်နေပြီးတော့မကြားခင်ပြန်လဲဆောင်ရွက်ပေးမယ်နေထားရှိလား။ဆရာတို့ဘယ်လိုမျိုးကြားသေးတာလဲရှင်းလေးပေါ့နော်။လုံးလုံးဖို့ ထိုင်းလူသွားဝန်ကြီးကပြောတာလीဝတ်ပါမယ်ကလုတ်လုတ်ပါလीလုတ်ပါလीလုတ်ပေးပါလीလူဟောင်းတွေအတွက်တစ်နှစ်လीဝတ်ပါမယ်တစ်နှစ်ပေးမယ်လို့ပြောတာလူတစ်အတွက်ကနေထိုင်ခွင့်ကတစ်နှစ်စတေးပါမယ်လို့ခေါ်တယ်လူတစ် လူတစ်ဆိုတာဘာမှအထောက်အထားမရှိတဲ့သူတွေအတွက်စတေးပါမယ်တစ်နှစ်